ဟိုအကိုလီမီဟိုပုံစံမျိုးလေးလက်ဒီတိုင်းလေးဝစင်ရပါတော့စေးအောင်ဟုတ်တယ်မာလီကဘယ်လိုများလီမီဟိုကလုံးလေးပေါ့နော်အမှန်တော့ကိုကိုကိုလည်းအတိုင်းနိုင်လေးခန့်ခုထိလည်းခန့်ယူထားတယ်ပရိသတ်တရားတော့ဟိုအနေနဲ့တူတယ်လို့လည်းပြောဒါပေမဲ့အဲ့ဒါလည်းမတူဘူးမာလီကတူလည်းမတူပါဘူးဘယ်လိုများဘယ်လိုများအရှိတုံးကအရင်တုန်းကဖြေထားတဲ့အင်တာဗျူးတော့မာလီကအယံဝတယ်အဲ့တော့မျက်နှာနဲ့သွားပြီးတော့စင်လိုက်တော့တူလိုက်လို့ဒါနည်းနည်းလေးစင်သွားပါတော့မာလီကအခုဆိုရင်လည်းမာလီမျက်နှာလေးဆိုတော့တွတ်တွတ်လေးနှာနှာနဲ့နှာနဲ့ဆိုတဲ့တွတ်တွတ်လေးပေါ့နော်အကြောင်းမလို့လဲစင်တယ်လို့တော့ခန့်ယူထားပါတယ်ဟောကြီးလိုက်လို့ရှင်လည်းတော့ကြီးလေ Yeah. ညနာတက်တက်လေးခြေသွားတယ်နော်မနိုင်ပြောလို့ရှင်မလေးအဲ့လိုမျိုးလေးပါနော်မလေးအရှိမအင်တာဗျူးဖြစ်ခဲ့ပါနော်မလေးပွဲတက်လို့ရှင်အဲ့လိုမျိုးကိုကြိုက်တဲ့ idea ပုံစံတိုင်းတက်မယ်ဆိုပြောတာဒီတိုင်းတိုင်းလေးဝစ်စင်လာကကိုရီးယားစံစံလေးပါနော် ကိုရီးယားနဲ့တူသွားတာတော့မသိဘူးဟိုအကိုလီမီဟိုပုံစံမျိုးလေးလက်ဒီတိုင်းလည်းဝယ်စင်ရပါတော့စေးမလားဟုတ်တယ်မာလီကဘယ်လိုများလီမီဟိုကလုံးလေးပေါ့နော်အမှန်တော့ကိုကိုကိုလည်းအတိုင်းတိုင်းလေးခန့်ခွတိလည်းခန့်ယူထားတယ်ပရိသတ်တရားတော့ဟိုအနီနဲ့တူတယ်လို့လည်းပြောဒါပေမဲ့အဲ့ဒါလည်းမတူဘူးမာလီကတူလည်းမတူပါဘူးဘယ်လိုများဘယ်လိုများအရှိတုံးကအရင်တုန်းကဖြေထားတဲ့အင်တာဗျူးတော့မာလီကအယံဝရတယ်အဲ့တော့မျက်နှာနဲ့သွားပြီးတော့ဆင်လိုက်တော့တူလိုက်လို့ဒါနည်းနည်းလေးဆင်သွားပါတော့မာလီအခုဆိုရင်မာလီမျက်နှာလေးဆိုတော့တော်တော်လေးနှာနှာနဲ့နှာနှာလေးဆိုတော့တော်တော်လေးပေါ့နော်အကြောင်းမလို့လည်း စင်လေလို့တော့ခိုင်ထားပါတယ်ဟောကြည်လိုက်လို့ရှင်လည်းတော့ကြည်လေညနာတွေ့တွေ့လေးခြေသွားနော်မှန်ကြည့်နိုင်စိတ်ချမ်းသာတယ်မြေနဲ့မှန်ပဲကြည်ညာငါအတိုက်နိုင်လုံမယ်သူ့ရဲ့အဲ့အကိုအကိုပုံစံတိုင်းငါလုံမယ်သူ့ရဲ့စပင်ပုံစံတိုင်းလိုက်မယ်ဆိုပြီးတော့ဟို mindset ကြီးဝင်နေတော့အခုဆိုလည်းဒီနေ့ဆိုလည်းမိတ်ကဆိုရင်လည်းဒါဆိုဒီလာဖို့ရေ3နိုင်လောက်ပြင်လိုက်ရရမှာ အရင်သူ့ပုံစံတိုင်းဖြစ်အောင်လေမကကိုဟန်နဲ့ကိုပြင်တာဘာလို့လဲဆိုတော့ကိုကြိုက်တဲ့ပုံစံတိုင်းသူ့ရနှာတန်လေးဆိုတဲ့ကြဆွဲထားလေအတန်တိုင်းလေးညခုံးကလေးဆိုလဲအကုတ်ပုံစံတိုင်းလေးတခြားကြီးလေးဆွဲထားလေအမ်မောင်လေးတင်နေမတက်ဘူးမောင်လေးကအမှန်တိုင်းပြောလို့ရမောင်လေးကကြတော့ဘယ်လိုမျိုးလဲလီလာအမှုအားကောင်းနေပေါ့နော်မောင်လေးမောင်လေးဟိုရှူတင်နေဆိုတော့ကိုဟန်နဲ့ကိုမပြင်ဘူးမိတ်ကက်ဆရာတွေခေါ်တယ်သူတို့ရဘယ်လိုပြင်လဲဘယ်လိုမျိုးလေးလှုပ်လဲဆိုမောင်လေးကအသေးစိတ်အတူယူခိုးတတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးလှုပ်လို့လဲအခုခုဘယ်လိုမျိုးမလဲဟိုထသားထလာတော့ကိုဟန်နဲ့ကိုကတော့ပြင်တတ်တယ်မောင်လေးဘာပြောပြောကြည်တဲ့လူကလည်းများတယ်ဘယ်လိုပြောလဲ ကိုပြေးလိုက်ရလီလဲပောက်သွားဆိုတော့ကြောင့်မလို့ဆန်းလို့လည်းပြောမယ်ဗမာလေးရှိမှကြတော့ဒီရွှေချုံမပြိုင်ခင်တုန်းကရှိမှဇကားလေးရိုက်ခဲ့ပါတော့အိုက်ကာဆိုလဲမလေး ဟိုဇာကားလေးလည်းရိုက်ခဲ့တယ်ဇလန်တဲလည်းရိုက်တယ်ကြောင်ညာလည်းရိုက်တယ်အဲ့တော့ဆိုကိုယ်လည်းဘယ်လိုမျိုးလူကလည်းတိတ်မသိဘူးနော်မောင်လေးကန်အားလျော်စာမောင်လေးရဲ့ကန်နေစမ်းနေအရန်တက်တဲ့ချိန်မှာဒီရွှေချိုလေးနဲ့တိုက်ဆိုင်နေတဲ့ချိန်ကြတော့ဒီကိုပြောလိုက်တဲ့ဟာလေးကဘာနဲ့နေပောက်သွားတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့လည်းပျော်သွားရယ်ပေါ့နော်ဟုတ်ဟုတ်ငယ်ကလေးကမောင်လေးကစိတ်ထားတဲ့တော့မဘာလို့ဆိုမောင်လေးကငယ်ကလေးကအဲ့လိုမျိုးတွေဘယ်လိုမျိုးဟိုပတ်ဝန်းကျင်တွေရဲ့ပြောဆိုမှုတန်တွေကလည်းခံခဲ့ရများတော့ ဘယ်လိုမှအဲ့ဒါကကိုတက်ကတော့ဘယ်လိုပြောမလဲဖိအားဆိုတော့မဖြစ်တော့ဘူးเนาะငငယ်တုန်းကတော့အဲ့ဒါလေးကတော့အရန်စိတ်ခံစားဖြစ်တယ်မဒါမဲ့ဟိုဘယ်လိုမှအရန်မခံစားရတာတော့မဟုတ်ဘူးเนาะတချို့ comment လေးဆိုလဲဟိုအရန်ရိုင်းတာလေးတွေ့လို့ကြမှာလေးဟိုဘယ်လိုခံစားမိဒါမဲ့လေဩငါဒါကြီးကိုလည်း like ခံစားနေလို့လည်းမရဘူးဒီဟာကြီးခံစားနေလို့လည်းငါတော့ကဘာမှတိုးတက်လာမှလည်းမဟုတ်ဘူးဆိုတော့အဲ့အတွေ့ဝင်လိုက်လို့ရှိရင်ချက်ချင်းကသူ့လိုလိုတော့ဘယ်လိုစိတ်တက်ကတော်တော်လေးကြံ့မှန်ကြံ့ခိုင်လာတယ်လို့ပြောရမယ်ပေါ့နော်ဟုတ်အဲဒီရဲ့အတိုင်းကတော့မောင်လေးကတော့ဘယ်လိုပြောပြောချင်းချင်းပဲဖြတ်တင်တယ်မောင်လေးက စနေရစီအားရှိလို့ရှိရင်လည်းခဏပဲပေါ့နော်မိသားစုရေတာမို့အလုံးအလုံးအလုံးနေနေဘာနေနေပေါ့နော်အဲ့လိုမျိုးခံစားရလို့ရှိရင်လည်းဟိုဘယ်လိုမျိုးခဏတစ်ဖြုတ်တော့ခံစားလိုက်တယ်ဝမ်းနေလိုက်တယ်ကြေကွက်လိုက်တယ်ဒါပေမဲ့ဟိုဘယ်လိုမျိုးလဲအရန်ကြီးတော့ဘယ်လိုမျိုးလဲ sensitive ဖြစ်တဲ့တယ်မှာတော့မောင်ကြီးကတော့မပါဘူးပေါ့နော်ဟုတ်ခုဟိုဘယ်လိုမျိုးတမညာနေလို့မျိုးအဲ့လိုမျိုး interview ဖြစ်လို့ရှိရင်လည်းဟိုဘယ်လိုပြောမလဲဘယ်လိုပြောမလဲပရိသတ်တွေကြိုက်ပါစေဆိုတော့ပုံစံမျိုးနဲ့မောင်ကြီးကအဲ့လိုမျိုးတော့မပြောတတ်ဘူးဒါတမညာနေလို့လည်း podcast ဆော်ကားရတာမဟုတ်ဘူးနော်မောင်ကြီးကကျတော့အရှိအဟုတ်ရှိတိုင်းပဲပြောတတ်တယ်အဲ့လိုမျိုးလည်းအလင်ညာပြီးတော့လည်းမပြောတတ်ဘူးနော်အဲ့ကြောင့်မလို့လည်းပရိသတ်တွေကဟိုချစ်ကြတယ်လည်းထင်ပါတယ် ဟုတ်ကဲ့အဲသူရင်ခုဆိုရင်ဒါဇလန်းတွဲလေးနှစ်ကားရိုက်ဖို့ရှိရပေါ့နော်အဲတိတိကျကျလေးလည်းပြင်ဆင်နေပါတယ်တကယ်လို့ထွက်လာလို့ရှိရင်လည်းသူရင်ကိုအများကြီးအားပေးကြပါအောင်ကျွန်များလေးထွက်လာလို့ရှိရင်လည်းအားပေးကြပါအောင်ချစ်ပေးကြပါအောင်လို့ပရိသတ်ကြိုဒီနေ့ကလေးတောင်းဆိုပါရခင်ဗျာ